မင်္ဂလာပါရှင်ပကံနီးရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါမန္တလေးတိုင်းမန္တလေးမြို့အောင်မြေသာဇံမြို့နယ်86လမ်း9လမ်းနဲ့10လမ်းကြားမြောင်းအရှိကလျက်အိမ်တွေကိုစစ်ကောင်စီလက်အောက်ခံစီပင်သားရဲအဖွဲ့တွေကကျူးကျော်လို့ပြောပြီးဖျက်ဆီးနေတယ်လို့ဘွိုင်းစော်မန္တလေးအဖွဲ့ကထုတ်ပြန်ပါတယ် မနေ့ကမနက်ကစပြီးဖြက်စည်းနေတာဖြစ်ပြီးဒီကနေ့မနက်မှလည်းအောင်မြေတာဆန်မြို့နယ်ရှစ်လန်းနဲ့86လမ်းဘက်မှာစီပင်တွေ ရောက်ရှိနေပြီးအိမ်တွေကိုဆက်လက်ဖြက်စည်းခဲ့တယ်လို့သိရပါဗျ။မန္တလေးမြို့မှာအော်တိုဘာလ17ရက်နေ့ကလည်းချမ်းရည်တာဆန်မြို့နယ်86လမ်းရွှေတချောင်းဘေးကအိမ်တွေတိုက်တွေကို စီပင်တဲ့စစ်သားတွေကလမ်းတွေပိတ်ကဖြက်စည်းခဲ့တယ်လို့ဘွိုင်းဆော့မန္တလေးအဖွဲ့ကထုတ်ပြန်ပါတယ်။ မကွေးတိုင်းပခုတ်ကူမြို့နယ်လေရင်ကွင်းကနေရိတ်ခါတဲပြီးပြန်လာတဲ့စစ်တပ်စစ်ကြောင်းကိုဂျားဖြတ်ပြစ်ခတ်ခဲ့ပြီးစစ်သား6ဦးသေဆုံးခဲ့တယ်လို့စောက်တန်းရေတကြို PDF တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ပခုတ်ကူမြို့နယ်မြောက်လူကန်ရွာအထိုင်စခန်းကစစ်သား20ခန်းပါတဲ့စစ်ကြောင်းကို မနေ့ကအောက်တိုဘာလ15ရက်နေ့မှာတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ရေစကြိုတောင်ပိုင်း PDF အဖွဲ့ကပြောပါတယ်။ ိုက်ပွဲဖြစ်ပွားနေချိန်မှာစစ်ကြောင်းဟာလေရင်ကွင်းကို ပြန်လည်ဆုတ်ခါသွားပြီးလေရင်ကွင်းကင်းမြှော်စင်ကနေလက်နက်ငယ်လက်နက်ကြီးတွေနဲ့တစ်ကူပေးခဲ့တယ်လို့မြောက်လူကံရွာထိုင်စကန်ကနေလည်းတစ်ခတ်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်စစ်သားတွေစီကနေ MA တလက်နဲ့ကြီးတွေရရှိခဲ့ပြီးတပ်ပေါင်းစုကရဲဘော်တအူလက်ပြင်ကြီးဖောက်ဝင်တန်းရရှိခဲ့တယ်လို့သိရပါတယ် စကိုင်းနိုင်စကိုင်းမင်းကွန်းလန်ပေါတော့ကြီးရွာမှာအော်တိုဘားလ13ရက်နေ့ကစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ပြီးခလာရ116ကဘူကြီးမင်းထွန်းစိုးအပါဝင်စစ်သား9ဦးမျက်မြင်သိဆုံးခဲ့တယ်လို့ယူနီကွန်းကြောက်ကြားတပ်ဖွဲ့ကဒီကနေ့ထုတ်ပြန်ပါတယ်တိုက်ပွဲမှာ စစ်သား15ဦးကထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော်လန်ရေးတပ်ဘက်ကရဲဘော်တအူးချဆုံးခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီစစ်ကြောင်းစီကနေတနက်9လက်နဲ့အီနာကာတလုံး အိုင်ကွန်တစ်ခုတင်စီရမိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ပဲခူးတိုင်းလဗရန်မြို့နယ်တရချောင်းကျေးရွာဝန်းကျင်မှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်က15ဦးသေဆုံးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။တရချောင်းကျေးရွာဝန်းကျင်မှာမိရှုဖြက်စည်းဖို့လာတဲ့စစ်တပ်စစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မနေ့ကအောက်တိုဘာလ15ရက်မနေ့စနေနေ့မှာတိုက်ခိုက်ခဲ့ကြတာပါ တိုက်ပွဲအတွင်းမှာစစ်တပ်ဘက်က15ဦးထပ်မံတဲ့တိုက်ဆုံပြီးစစ်တုံးပန်း12ဦးဖမ်းဆီးရရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဒါအပြင်လက်နက်အစုံ16လက်ခဲယမ်းတွေနဲ့စစ်တုံးပစ္စည်းတွေကိုလည်းတင်စီနိုင်ခဲ့တယ်လို့သိရပါတယ်။ပဲခူးတိုင်းစစ်ဌာန UR 22ကိုကဲမှုနဲ့အမှတ်383တက်ရင် အမှတ်383တက်ရင် ရွှေရမ်းမြေပြည်သူ့ကာကွယ်တပ်ဖွဲ့ လုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ကြပြီးရဲဘော်တွေအထိခိုက်မရှိတိုက်ခိုက်နိုင်ခဲ့တယ်လို့မြို့သားညညရေးဆိုရကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ပကန်နျူရဲ့ pocket အစီအစဉ်ကိုနားဆင်ခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ပကန်နျူရဲ့ pocket အစီအစဉ်ကို YouTube channel နဲ့ Spotify platform တွေမှာလည်းနားဆင်နိုင်ပါတယ်ရှင်။